မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲသတင်းကတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များတိုက်ခိုက်နေတဲ့ဒီပယ်ရန်မျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းကနေအပြင်းထန်ပစ်ကူပေးပြီးတော့တိုက်ခိုက်နေပြီးမြေပြင်စစ်ကောင်စီတပ်ဖွဲ့ကပြူစောထီများနဲ့စစ်တပ်မိသားစုဝင်များလက်နက်ချအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီပယ်ရန်မျိုးသိန်းတိုက်ပွဲကိုဩဂတ်လ16ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဩဂတ်လ18ရက်နေ့မနက်ပိုင်းတိုက်ပွဲမှာစစ်ကောင်စီက Jet Fighter နဲ့ ဝိုင်ထရက်လေရင်နဲ့ပါတိုက်ခတ်ခဲ့ကြောင်းကာကွယ်ရဲဘော်တို့ကပြောပြခဲ့ပါတယ်ဝိုင်ထရက်နဲ့ဆိုရင်ဘုံအလုံးကြီး60လောက်အထိကိုကျဲချတာပေါင်900ဘုံလည်းကျဲတယ်တိုက်ပွဲကဩဂတ်စ16ရက်နေ့ကစတိုက်တာမှာရဲစခန်းနဲ့ထွေအုံရုံးကကောင်းတွေအကုန်လုံးရဲစခန်းရှိကတုံးတက်တိုက်မှာပြောင်းပြီးတော့တက်ဆွဲနေတယ်အဲ့ဒီနေရာကမြေအောက်ခန်းလည်းရှိတယ်ဩဂတ်စ16ရက်နေ့ကလေးကလက်နက်ချဖို့ညှိတာဩဂတ်စ18ရက်နေ့မှာတော့ပြူစောထီးတွေနဲ့တပ်မိသားစုဝင်တွေထွက်လာပြီးတော့လက်နက်ချတယ် စစ်တပ်ကတော့လက်နက်မချသေးဘူးလို့အဲ့ဒီရဲဘော်ကပြောပြခဲ့ပါတယ်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့ဒီဘဲရင်မျိုးကိုရေဦးမျိုးဘက်ကနေပြီးတော့စစ်ကူလာနေတဲ့အင်အားတရာခန့်ပါတဲ့စစ်ကြောင်းကိုရေဦးမျိုးနယ်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကပိတ်ဆို့ဖျက်တောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒီဘဲရင်နဲ့ငားမိုင်လောက်အကွာကနေပြီးတော့ဖျက်တောက်ထားတာအေးစေးပဲဒီဘဲရင်ကတော့ရမှာပါလို့ကာကွယ်ရဲဘော်တို့ကပြောကြားထားပါတယ် တိုက်ပွဲကြောင့်ဒီပယ်ရင်ရေဦးလမ်းတလျှောက်ကကြေးရွာများကပြည်သူများဟာယာယီထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒီပယ်ရင်မျိုးသိမ်းတိုက်ပွဲကိုမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်၁စစ်တေတရဲ့ကုတ်ကဲမှုနဲ့ဒီပယ်ရင်ရေဦးဘူးတလင်ပကဖများအပါအဝင်ပြည်သူကာကွယ်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်သခိုင်းတိုင်းအတွင်းမှာအင်းတော်နဲ့ပင်လယ်ဘူးမျိုးတို့မှလည်းပြည်သူကာကွယ်တပ်ဖွဲ့ဝင်များကတစ်ချိန်တည်းမှာပဲမျိုးသိမ်းတိုက်ပွဲများကိုဆင်နွှဲနေကြကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းဒီပဲရန်မြို့နယ်အနီးဝန်းကျင်ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့အချိန်20ဘုံးကျက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့လေရင်နဲ့ရိတ်ခါခဲရများကိုပစ်ချနေကတောင်းနဲ့ချီတဲ့ပြည်သူများဟာစစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဩဂတ်စ်လ18ရက်နေ့မှာဒီဘဲရန်မြို့နယ်အနီးဝန်းကျင်ကိုအချမ်းပတ်စစ်ကောင်စီကမနက်9:35မိနစ်8:58မိနစ်နဲ့9:00နာရီကမှ YAK 130 Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့မနက်9:48မိနစ်46မိနစ်နဲ့52မိနစ်ခန့်မှာမုံရွာနားမခကနေတက်လာတဲ့ MI-35 ရဟတ်ယာဉ်နဲ့လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာရွှေဘိုလေ့ကျင့်ရေးရှစ်ကိုပြန်လည်ဆက်တက်သွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲအချမ်းပတ်စစ်တပ်ရဲ့112ဘုံကျဲလေယာဉ်က ဒီဘက်ရဲ့မြို့ပတ်ချာလေကိုမနက်7:00နာရီ16မိနစ်24မိနစ်30မိနစ်48မိနစ်51မိနစ်နဲ့7:00နာရီ4မိနစ်5မိနစ်17မိနစ်16မိနစ်25မိနစ်တို့မှာလေကြောင်းကနေပြီးတော့စက်တကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ရွှေဘို၄ကျင်းရဲ့ရှစ်ကလက်နက်ခဲယမ်းဖြည့်တင်းပြီးတော့ပြန်တက်လာတဲ့ MI-35 ရဟတ်ယာဉ်က မွန်လွဲတနာ22မိနစ်နဲ့24မိနစ်ခန့်မှာလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ပြီးတော့3နာရီခန့်မှာ MI-35 ရဟတ်ယာဉ်နဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ရဲ့112လေယာဉ်ကလည်း August 18ရက်နေ့မနက်အစောပိုင်းကလည်းဒီပဲရဲ့မြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာနေရာကိုရိတ်ခါနဲ့လက်နက်ခဲယမ်းများကျဲချပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ ဩဂတ်စ်လ18ရက်နေ့မနက်အစောပိုင်းကလာတဲ့ Y12 ကရိတ်ခါနဲ့ခဲယမ်းတွေကိုပဲချတာဘုံမကျဲဘူးဒီဘက်ရဲ့မြို့ဘက်ကစစ်ခွေးတွေရှိမဲ့နေရာတွေကိုခန့်မှန်းပြီးတော့ချသွားတယ်လို့သိရတယ်စစ်ခွေးတွေရမရတော့အတိမပြုတ်နိုင်သေးဘူးစုစုပေါင်းဩဂတ်စ်လ18ရက်နေ့တရက်ထဲမှာတင်အကြိမ်20လေကြောင်းကနေတိုက်ခိုက်ထားပါတယ်15ရက်နေ့ကရေဦးကနေပြီးတော့ထွက်လာတဲ့စစ်ကြောင်းကလည်းဒီပဲရဲ့မြို့ကိုမဝင်နိုင်မဲနဲ့မြေပြင်မှာအထိနာပြီးတော့အခုလက်ရှိနောက်ကျောင်းပြန်ခောက်နေတဲ့ရေဦးအနောက်ချမ်း အောင်သာရွာအနီးဘက်မှာစစ်ကြောင်းကရှိနေသေးတယ်ပြည်သူတပေါင်းကျော်လောက်ကတော့၃ရက်မြောက်ရှိနေပြီလေကြောင်းပစ်ခတ်တာတွေကြောင့်ဆက်လက်ပြီးတော့တိမ်းရှောင်နေရတုံးပဲလို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်စော်အမေသားကပြောကြားထားပါတယ်လက်ရှိအချိန်ထိကိုဒီပဲရင်မြို့ပေါ်မှာအကြမ်းဖက်ဆက်တက်ရဲ့ Wi-Fi ဘုံကျဲလေယာဉ်များဇက်တိုက်ပြန်ဝဲနေပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေထပ်မံပြုလုပ်နိုင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံတော်ဝန်မှာလက်နက်ကိုင်ပဋိပက္ခများကြောင့်ရန်ကုန်မြို့မှာလာရောက်ပြီးတော့ခိုးလုံနေကြတဲ့စစ်ဘေးရှောင်များကို စစ်ကောင်စီကလူဦးရေစရဲအကြောင်းပြချက်နဲ့စစ်ဆဲမှုများလှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလဒုတိယဘက်ကစပြီးတော့စမ်းချောင်း၊ကြောင်မြောင်း၊လှိုင်သာယာနဲ့တန်လျင်မြို့နယ်တို့မှာနေထိုင်ကြတဲ့စစ်ဘေးရှောင်များအားလူဦးရေစရဲကောက်ယူခြင်း၊မှတ်ပုံတွေနံပါတ်များယူခြင်း၊ဓာတ်ပုံရိုက်ခြင်းစတာတွေကိုလှုံ့ဆော်နေတယ်လို့သိရပါတယ်။ရက်ွက်ရုံးမှာဘယ်မြို့ဘယ်နေရာကနေလာတယ်ဆိုတာကိုစရဲပေးရပါတယ်။လက်ရှိဘယ်နေရာမှာနေနေလဲဆိုတာကိုလည်းပြောပြရတယ်။လူဦးရေစရဲကောက်တာလို့တော့ပြောတယ်။မှတ်ပုံတွေနံပါတ်တွေအကုန်လုံးပေးထားရတာလို့ရန်ကုန်မှာစစ်ဘေးရှောင်နေတဲ့စစ်တွေမြို့ကအမျိုးသမီးတူကပြန်လည်ပြောပြခဲ့ပါတယ်။ ်စစ်ကောင်စီကစစ်ဘေးရှောင်ဆိုင်ရဲကောက်ယူတာနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းပြောဆိုခြင်းမရှိပဲစစ်ဘေးရှောင်များရဲ့ကိုရဲအချက်လက်များအားလုံးကိုကောက်ယူထားတဲ့အတွက်လုံခြုံရေးနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေကြတယ်လို့သိရပါတယ်။ဘာကြောင့်ဆိုင်ရင်ပေးရတယ်ဆိုတာကိုလည်းတိတိကျကျမသိရဘူး။အကုန်လုံးတော့သိကျင်နေကြတယ်။တခုခုဖြစ်ပြီးဆိုရင်နာမည်ဆိုင်ရင်ရောမှတ်ပုံတွေနံပါတ်တွေပါပေးထားရတာဆိုတော့စိတ်မချရဘူးလေလို့ကြောင်မြောင်မြို့နယ်မှာနေထိုင်တဲ့စစ်ဘေးရှောင်အမျိုးသားတို့ကပြောပြထားပါတယ်။ရန်ကုန်မှာစစ်ကောင်စီကလုံခြုံရေးတွေတင်းကျပ်ထားပြီးတော့ပြည်သူများတန်တရားနဲ့ဖမ်းဆီးစစ်ဆေးမှုများကိုလှုံ့ဆော်နေတယ်လို့သိရပါတယ်။ဖမ်းဆီးခဲ့တဲ့သူ များကိုထောင်ဒဏ်နဲ့ရှင်များချမှတ်နိုင်တဲ့ပုံမှန်များနဲ့တရားစွဲဆိုပြီးတဲ့နောက်ထောင်ဒဏ်ချမှတ်မှုများလည်းရှိနေတယ်လို့သိရပါတယ်။ရန်ကုန်မှာရှမ်းမြောက်မန္တလေးတိုင်းအပြင်ရခိုင်ပြည်နယ်ဘက်ကနေပြီးတော့စစ်ဘေးတိမ်းရှောင်လာသူအများပြားရှိနေပြီးတော့စားဝတ်နေရေးအပြင်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအရာလုံခြုံမှုကင်းမဲ့နေတယ်လို့ပြောကြားထားပါတယ်။ရခိုင်စစ်ဘေးရှောင်အမျိုးသမီးတို့ကလူဦးရေစရင်တိုင်ကြရတာအဲစရင်တိုင်ကြရတာနဲ့ ်ကို့တီဟာကို့တီသားမဟုတ်တော့တော်တော်လေးကိုစိုးရင်နေပါတယ်ဒီဘက်မှာကစစ်ပေးရှောင်ဒေသတွေလို့မဟုတ်ဘူးဖမ်းဆီးမှုတွေလည်းရှိနေတော့ပို့ပြီးတော့စိုးတယ်လို့ပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုရဲ့အကျိုးဆက်အဖြစ်နဲ့လက်နက်ကိုင်ပဋိပက္ခများကြောင့်စစ်ပေးရှောင်လူဦးရေဟာပုံတန်းကြော်အထိ ရှိနေ ပြီးတော့စားဝတ်နေရေးပြဿနာကိုလည်းစိုးဝါစွာနဲ့ရင်ဆိုင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပလောမြို့နယ်ပလောက်မြို့အနီး ဘိတ်တဝဲကားလန်းဘေးမှာရှိတဲ့စင်ထိုးကြီးကျေးရွာကစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်နဲ့ပြည်သူစစ်တေရဲ့နေအိမ်6လုံးကမီးလောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ12ရက်နေ့ကစတင်ပြီးတော့ပလောင်မြို့ကနေပြီးတော့စင်ထိုးကြီးရွာဘက်ကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်နဲ့ KNL တပ်တို့နှစ်ဖက်ထိပ်တွေ့တိုက်ပွဲများဩဂတ်လ16ရက်နေ့အထိဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စင်ထိုးကြီးရွာကစစ်ကောင်စီတပ်များဟာဩဂတ်လ18ရက်နေ့မနက်မှာပြန်လည်ထွက်ခွာသွားပြီးတဲ့နောက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်များပြည်သူစစ်ခေါင်းဆောင်နဲ့စစ်ကောင်စီသတင်းပေးတို့ရဲ့နေအိမ်များကို KNLA တပ်ကမီးရှို့ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါဗျ။ စင်ထိုးကြီးကြီးရွာအုပ်ချုပ်ရေးမှူးဦးမင်းအောင်၎င်းနဲ့ရောက်ဖတော်ဆက်သူအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးမြင့်စိုးအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးစုကန်းတို့ရဲ့နေအိမ်သုံးလုံးကို KNL တက်ကမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိကြောင်းစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတို့ကအတည်ပြုပြောဆိုထားပါတယ်နေအိမ်မိရှုပ်ခံရတဲ့အုပ်ချုပ်ရေးမှူးဦးမင်းအောင်ဦးမြင့်စိုးဦးစုကန်းတို့ဟာစစ်ကောင်စီတက်ရဲနဲ့ပူးပေါင်းကကြီးရွာပြည်သူလူထုကိုဖိနှိပ်မှုများရှိနေပြီးတော့ရွာမှာမနေရတဲ့အတွက်ပလောက်မျိုးမှရဲစခန်းမှာသာစစ်ကောင်စီတပ်ဖွဲ့များနဲ့အတူတွားရောက်နေထိုင်ကြခြင်းဖြစ်တယ်လို့၎င်းကပြောဆိုထားပါတယ် အုတ်ချုပ်ရဲမှုမင်းအောင်ကတော့ရွာထဲမှာတော့မနေရဲဘူးရွာသားတွေကိုရှောက်လိုက်လောက်တာလေရဲထဲတော့ပိုဆိုးနေသေးတယ်ရဲစခန်းမှာနေတယ်စစ်တပ်ကလည်းသူ့ကိုလက်မခံဘူးဟိုလူလက်ညှိုးထိုးဒီလူလက်ညှိုးထိုးပြီးဖမ်းလိုက်ရိုက်နှက်ပြီးပြန်လှော့အဲ့လိုတွေလုပ်နေတာမင်းအောင်ကသူ့ရောက်ဖတ်သူကအကြံပေးဦးသိန်းစိန်အစိုးရလက်ထက်ကအုတ်ချုပ်ရဲမှုလုပ်ဘူးတယ်စုကန်းဆိုတဲ့လူကတော့သတင်းပေးလို့အဲ့ဒီအုတ်ချုပ်ရဲမှုကပြန်လဲပြောပြခဲ့ပါတယ်အုတ်ချုပ်ရဲမှုဦးမင်းအောင်ဦးမြတ်စိုး ဥစုကန်းတို့တုံးဦးအပြင်ပြည်သူ့စစ်ခေါင်းဆောင်ဦးတင်ရှိန်ပြည်သူ့စစ်အဖွဲ့ဝင်ဦးတန်းစိုးစစ်ကောင်စီတရင်ပေနောက်တဦးဖြစ်တဲ့ဥစုကန်းတို့ရဲ့နေအိမ်6လုံးကို KNL တပ်ဖွဲ့ကမီးရှို့ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။သို့တော်လည်းစစ်ကောင်စီနဲ့ပတ်သက်တဲ့စင်ထိုးကြီးရွာကနေအိမ်များကိုရည်ရွယ်ချက်ရှိရှိနဲ့မီးရှို့ခဲ့ခြင်းမရှိဘူးလို့ KNL တရင်28တရင်မှုစောမှုကြီးကညှင်းဆုံထားပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ရှို့တာမဟုတ်ပါဘူးစစ်ကောင်စီနဲ့ထိတွေ့မှုရှိနေတဲ့အချိန်မှာလက်နက်ကြီးဟိုကြဒီကြနဲ့မီးလောင်တာတော့ရှိတာပေါ့လို့ဗိုလ်မှူးဆောင်မှုကြီးကပြောဆိုထားပါတယ်ဘိတ်တဝဲကာလန်ဘေးမှာရှိတဲ့အင်းမရွာကဘိတ်စီးပွားရေးလုပ်ငန်းရှင်ဦးလတန်းပိုင်နဲ့ rubber စိုက်ပျိုးရေးထုတ်လုပ်နေတဲ့ပြည့်ဖြိုးထုံးကုမ္ပဏီဝင်းနဲ့အဆောက်အအုံအလုပ်ရုံကို KNL တပ်များကဝင်းရောက်စီးနှင်းထားတဲ့အတွက်စစ်ကောင်စီကစင်ထိုးကြီးဘရင်တောင်ရွာအင်းမရွာများကိုဩဂတ်စ်လ၁ရက်နေ့ကစပြီးတော့စစ်ကြောင်းထုံးနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆလပီတင်ဆက်ပေးရမယ်တရင်ကတော့ဘကိုးတိုင်းပောက်ခေါင်းမြို့နယ်ရိုးမတောင်ကြီးမှာရှိတဲ့ကျေးရွာ၅ရွာကိုအကြမ်းဖက်စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့ရာနေအိမ်60ကျော်မီးလောင်ပြာကျခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ28ရက်နေ့ကနေစတင်ပြီးတော့ပောက်ခေါင်းမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများက ရိုးမတောင်ချိန်မှာရှိတဲ့လေကူတက်ကောစမအိုင် ရေးသိမ်းတဲ့လေးအိမ်စုခြေရွာများကိုဝေရောက်စီးနှင်းပြီးတော့ပြည်သူပိုင်းနေအိမ်များနဲ့ပျက်စီးများကိုမိရှုပ်ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ခွဲတွေမိရှုပ်သွားတာနေအိမ်60ကျော်မိလောင်ပြာကျသွားတယ်။ရွာထဲမှာရှိတဲ့ကြက်တွေဝက်တွေကိုလည်းတပ်ဖြတ်ပြီးတော့စားတောက်သွားတယ်။နေအိမ်ထဲမှာဆိုင်ကယ်တွေကောပျက်စီးတွေကောအကုန်လုံးကိုမိရှုပ်သွားတာလို့363ရက်တက် PPDF တရင်ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါဗျ။ အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုဂွေးတော့ရွာအနီးမှာပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3631 PPDF တပ်ရင်းတပ်ခွဲတက်ကဩဂတ်စ်လ15ရက်နေ့မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းစုတ်ခွာသွားပြီးတဲ့နောက်မှာတော်လိုင်းတပ်ဖွဲ့များကနေမြေရှင်းလင်းပြုလုပ်တဲ့အချိန်မှာခေရန်တချို့နဲ့စစ်သုံးဆောင်ပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့ကြောင်း3631 PPDF တပ်ရင်းတရင်ပြန်ကြားရေးတာဝန်ခံကဆက်လက်ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ